ကျွန်တော်တို့တာမန်မင်းကလေးတယောက်အတွက်တနက်ကိုကယ်လိုရီ900ဝန်းကျင်စားတာပြီးတချို့အတွက် weight ကိုထိန်းနိုင်သွားတယ်လို့တချို့မင်းကလေးအတွက်ဆိုရင် calorie deficit ဖြစ်ပြီးမှအစီတောင်ကျနိုင်သေးတယ်။ဒီနေ့ကျွန်တော်လဲတအိုးထွက် calorie 900ဝန်းကျင်ရှိတဲ့ထမင်းကြော်ချက်ရမှာပြင်းနေဆိုရင်ဒါတအိုးထွက်လုပ်လို့ရတယ်လွယ်လဲလွယ်တယ်။ကျွန်တော်အိမ်မှာဒီခေတ္တတာမန်ဟဲမှာရှိတဲ့ဟာထောက်သုံးထားတယ်။မိတ်ဆွေတို့ကြိုက်တဲ့အရွက်သုံးလို့ရတယ်။ဒါလေးကငရုတ်ကွအမီလေးပဲသီးရယ်ပန်းပွင့်ရယ်ဒါလေးကဆက်လက်ရွက်လေးအသားကကြတော့ကျွန်တော်ကဒီကြိတ်ညအောင်သားကို 80g ဝန်းကျင်သုံးထားတယ်။ နောက်ပြီးရင်ကြက်ဥကလည်းအလက်ဆိုင်တစ်လုံးကိုခလောက်ထားတယ်။ထမင်းကိုကျွန်တော်150 gram နဲ့ကြော်မယ်။အဲဆိုရင်တွက်လိုက်တဲ့အခါကျရင်သူ့ရဲ့ calorie က approximately 900ပဲ။စီကို avocado ice 100 gram သုံးပြီးမှကြော်မယ်။100 gram ဆိုရင်ဒီဇွန်းတစ်ဇွန်းစာလောက်ရှိမယ်။ ကျွန်တော်ကဘာလို့ avocado oil သုံးတယ်လဲဘာလို့ avocado oil ကို recommend ပေးတယ်လဲဆိုတော့ဒီ avocado oil ထဲမှာပါတဲ့ဒီ fatty acid ကအဓိက mono unsaturated fatty acid တွေဖြစ်တဲ့အတွက်ကြောင့်မလို့နှလုံးသွေးကြောကျန်းမာရေးအတွက်ကိုပို့ပြီးတော့မှအထောက်အကူပြုတဲ့အကျိုးရှိတဲ့ inflammation ကိုလျော့ချစေတယ်ကျွန်တော်တို့ဝါတဲ့သူတွေခန္ဓာကိုယ်ဟာဆိုများသောအားဖြင့် inflammation တွေတက်နေကြတယ်အဲ့တော့အစအတော့ကိုအရင်ကယူဆရတယ်သုံးတဲ့စီတွေလည်းအရင်ကယူဆရတယ်ဒီ inflammation ရောကျစေတဲ့အရာတွေကိုပို့ပြီးတော့မှသုံးပေးရတယ် 我咧都白撇撇，本来都白撇撇，啊，生一大个，N T inflammation 富个乌沙白皮，沙白牙的咯，冻咧死个咧，inflammation 药加死咧，搞咧死个冻白点咧。就那话咯，你眉毛阿婆卡拉歪头呢，眉毛阿婆卡拉歪个，你眉毛阿婆卡拉皮尺嘛，都要歪的。诶，特别我冻到古铜古雅的歪他咧，阿婆卡拉咧，就那阿皮尺可以歪的。 ဒီ avocado oil က HACCP နဲ့ FDA ရထားတဲ့စက်ရုံကနေထုတ်ထားတယ်။ဒီ avocado oil ရဲ့အရေအတွေးကိုစစ်ဖို့အတွက်တို့ရဲ့ကိုပိုင်းတက်ခွဲခန်းလည်းရှိတဲ့အတွက်ကြောင့်မလို့ထွက်လာတဲ့ quality ကစိတ်ပူစရာမရှိဘူး။ ပိုပြီးစိတ်ဝင်စားစရာကောင်းတဲ့အချက်တစ်ခုကဒီ avocado oil ရောင်းလိုက်လို့ရလာတဲ့အကျိုးအမြတ်ဒီဖောက်ဘက်ဒီရောင်းလိုက်လို့ရလာတဲ့အကျိုးအမြတ်ကိုဒီကင်ဆာဝေဒနာခံစားနေရတဲ့ဒီဝေဒနာရှင်တွေကိုပံ့ပိုးကူညီဖို့ရဲ့နောက်ပြီးဒီငွေရေးကြေးရေးမတတ်နိုင်တဲ့ဒီခစ်တဲ့လူငယ်လေးတွေရဲ့ပညာရေးအတွက်ရဲ့နောက်ပြီးသူတို့ရဲ့ဒီအသက်မဝမ်းကြောင်းတစ်ခုခုရဖို့အတွက်ပညာသားတင်ဖို့အတွက်မှာပံ့ပိုးကူညီပေးသွားတဲ့အတွက်ကြောင့်မလို့အားပေးရကြုံနဲ့တယ်။ကဲကျွန်တော်နဲ့အတူ calorie 900ဝန်းကျင်လောက်ရှိတဲ့ထမင်းကြော်တပွဲကြီးကိုကြော်လိုက်ရအောင်။ မေမျိုးအဘူခါတို့ဝိုင်းက코프레스နည်းပညာနဲ့ထုတ်ထားတဲ့အတွက်အာဟာရအပြည့်အဝကျင်ခဲ့တယ်။မီအေအေးနဲ့ low to medium ဟင်းနဲ့ကြော်လို့အဆင်ပြေတယ်။ deep fry နဲ့တော့မတင်တော့ဘူး။ခုနသုံးကျင်တဲ့စီပဲဆက်သုံးမယ်။ဒါလေးကိုအသားလေးကြော်လိုက်မယ်။ဒီကြက်သားကကျွန်တော်ကဒီပြန်ရုပ်ရဲ့အဲစားလေးနဲ့နှက်ထားပြီးသား။ကဲစီနဲ့နဲ့လေးထက်ထည့်မယ်။ပြီးရင်ဒီဟာလေးတွေအရွက်လေးတွေထည့်လိုက်မယ်။ဆလတ်ရွက်ကတော့နောက်ဆုံးရတဲ့အခါကျမှပဲထည့်မှုလိုက်မယ်။ ပန်းပွင့်ကမကြက်မှာဆိုလို့ရေလေးနည်းနည်းလေးနဲ့နှက်လိုက်။ဒါလေးကရတော့မယ်။စက်ဥလေးရောမယ်။ပြီးရင်ကျွန်တော်ရဲ့ခမင်းလေးအကုန်လုံးထည့်လိုက်မယ်။ခုနကကျန်တဲ့စီအကုန်လုံးထည့်လိုက်မယ်။ကတ်နေမစီအကုန်လုံးထည့်လိုက်။ထည့်ပြီးရင်ကျွန်တော်ရဲ့ဒီကြံရုပ်မင်းပြန်သစိတ်ကြံရုပ်လေးနည်းနည်းထည့်မယ်။သားလေးနည်းနည်းလေးထည့်လိုက်မယ်။ ရပြီဒီတိုးပဲဒီတပကံလုံးကယ်လိုရီ900ပဲပိုင်းမိန်ကလေးတယောက်အနေနဲ့ကတော့ပိုင်းမပြည့်စရာအကြောင်းမရှိဘူးအများကြီးပဲကျွန်တော်ကဒီထမင်းကြော်ကိုစွန့်ထန်ဟင်းရည်နဲ့စားမှာအဲ့ဆိုစွန့်ထန်ဟင်းရည်ကညာချင်းစော်ကားကြီး6လေးတင်းနဲ့ထည့်ထားတယ်ငရုတ်ကြီးစိမ်းရယ်နောက်ပြီးဒါဂျင်းရယ်ကျက်သွန်နီရယ်နန်းနန်းပြင်းရယ်ပြီးလို့ရှိရင်ကျွန်တော်ခဏနေကြရင်စားနဲ့အချုံမုံလေးနည်းနည်းလေးထည့်လိုက်ပြီဆိုရင်ဒါလေးကို3မိနစ်လောက်စိမ်းအဲ့ဆိုရင် ဒီစနဟင်းရည်နဲ့ဒါလေးနဲ့ဒါလေးကချင်းချင်းဆက်ဆက်လေးအရန်မိုက်တယ်ရမ်းပြည်သူတွေအကြိုက်ကြော်တော့ကဘာတွေလုံးနေမှမသိဘူးသမင်းကြော်ကြော်နေတာအဲ့မှာဆက်လက်ရနောက်ဆုံးမှာထဲမလို့ဆိုပြီးမေ့နေတာအဲ့ဆက်လက်ရကိုဒီတိုင်းစားတော့မှာသမင်းကြော်နဲ့ဒါရဲ့နောက်ပြီးရင်ဒီဟာအစန္ဒဟင်းရည်လေးနဲ့ဟွန်း